ယခုကာလရဲ့စီးပွားရေးလေပတ်နေရတဲ့အနေအထားမှာဆိုရင်တော့ကုမ္ပဏီတွေဟာအရေးချင်းရှိတဲ့ဝန်ထမ်းတွေကိုပို့ပြီးတော့လိုအပ်နေကြပါတယ်။အရင်းမြစ်အနည်းဆုံးကိုအသုံးပြုပြီးတော့အမြင့်မားဆုံးရလဒ်ကိုရရှိဖို့အစွမ်းကုန်အလုပ်လုပ်ကြရတာဟာစီးပွားရေးလုပ်ငန်းအများစုရဲ့လုံနီးလုံခံတစ်ခုဖြစ်လို့လာပါတယ်။ တခါမှမကြုံဘူးတဲ့ကန့်သက်ချက်တွေကြားရမှာဝန်ထမ်းတွေနဲ့လုပ်ငန်းရှင်တွေဟာအဖွဲ့အစည်းရဲ့ညီမချက်ပန်းနိုင်ကိုရောက်ရှိဖို့အတွက်နီလန်းပေါင်းစုံသုံးပြီးတော့ခက်ခက်ခဲခဲလုပ်ကြရပါတယ်။လုပ်ငန်းရှင်အများစုနဲ့ဥဆောင်နေကြသူအများစုဟာကျမတို့အားလုံးကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကိုသူတို့အကျွမ်းတဝင်ရှိတဲ့လုံထုံးလုံနည်းများနဲ့ဖြေရှင်းလေးရှိကြပါတယ်။ကက္ကလာမှာကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေဟာကျမတို့အားလုံးမကြုံဘူးကြသလိုအခြေအနေတွေဟာစိုးတင်ခံမှန်းလို့မရနိုင်တဲ့အပြင်ချုပ်ထွေးလာပါတယ်။သမယိုးချပြဿနာဖြေရှင်းနည်းတွေဟာဆို င်တော့ထိရောက်မှုမရှိတော့ပါဘူးအစ်ချာဦးဆောင်သူများအနေနဲ့ new normal မှာအလိုက်တင်ပြောင်းလဲလာနိုင်မှုအတွက်တကယ်ကိုထိရောက်ပြီးတော့ creative ဖြစ်တဲ့ extra practice တွေနဲ့ new view တွေကိုလည်းလေ့လာကျင့်သုံးဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့အခုလိုမျိုးမရေရာတဲ့အချိန်ကာလမှာ extra စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့ overcoming extra challenges in uncertain times ဆိုတဲ့ webinar ကိုကျမတို့ကအခမဲ့ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ် ကျမတို့ရဲ့ webinar မှာ2020ကနေပြီးတော့2021အတွင်းကျမတို့ဖြည့်ရှင်းခဲ့ရတဲ့ HR စင်ခုံမှုများနဲ့ကျင့်သုံးခဲ့တဲ့ HR practice တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အနာဂတ်အတွက်ပြင်ဆင်ထားရမယ့် HR ကဏ္ဍတွေကိုလည်း HR ရဲ့ function alike ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီ webinar ကိုဘသူတွေတက်ရောက်တင်လဲဆိုရင် အသေးစားအလက်စားလုပ်ငန်းရှင်များကိုက HR တော့မဟုတ်ဘူးဒါပေမဲ့လက်ရှိမှာတော့ company ရဲ့ HR ဘိုင်းဆိုင်ရာတွေကိုတာဝန်ယူထားပေးရတဲ့ manager တွေစီမံအုပ်ချုပ်သူတွေနဲ့လမ်းညွှန်မှုလို အပ်နေတဲ့အရှာဝန်းထဲတွေတက်ရောက်တင်ပါတယ်။ကျမတို့ရဲ့ဝေဘနာကရရှိမဲ့အကျိုးကျေးဇူးတွေကတော့လက်ရှိကာလမှာအရှာဌာနအတွက်မရှိမဖြစ်တဲ့မူဝါဒတွေပြားတွေနဲ့အလုံးလုံးနေကြရတဲ့အချိန်မှာဝန်ထမ်းရဲ့လုံဆောင်မှုစွမ်းရည်ကိုစောင့်ကြည့်ပုံမြင့်တင်ပုံအလုပ်ချိန်အမျိုးမျိုးများပြားလာတဲ့အလုပ်ချာနေကြတဲ့ဒီ professional တွေကြားထဲမှာကိုယ့်ကုမ္ပဏီနဲ့ကိုက်ညီမဲ့လူကိုဘလို့ရွေးချယ်မလဲ ဆရာခတ်တဲ့ position တွေအတွက်တင့်တော်တဲ့သူကိုဘယ်လိုမျိုးရှာမလဲ။လာစာညီနိုင်မုံတွေနဲ့ပြီးွားရင်အနာဂတ်အတွက်ပြင်ဆင်မှုတွေကို ရရှိစေမှာပဲဖြစ်ပါတယ်။ဒီဝေဘနာကိုကျမတို့ Panelist Business Services ရဲ့ online service portal မှာအခမဲ့ကြည့်ရှုနိုင်ရန် upload လုပ်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ registration လုပ်ပြီးတာနဲ့စိုက်တဲ့အချိန်စိုက်တဲ့နေရာကနေ login ဝင်ပြီးတော့လေ့လာနိုင်ပါတယ်။ဝေဘနာမှာပါဝင်မဲ့ speaker တွေကတော့ကျမတို့ရဲ့ principal consultant Matt Thu Tan Sin နဲ့ project leader မတ်အီအီနင်းတန်းလိုပဲဖြစ်ပါတယ်မထူးကတော့ Asia Nebel ကို2009မှာစတင်ဝင်ရောက်ခဲ့ပြီးတော့ပြီးပါမှာ2009ကနေ2016ထိ public listed company များမှာဒီ Asia ရဲ့အခြေခံ level ကနေ managerial level အထိကိုလောက်ကင်ခဲ့ပါတယ်2009ကနေ2013ကာလမှာဆိုတော့ Singapore အခြေစား public listed company တခုမှာ regional Asia ဘက်ကိုတာဝန်ယူခဲ့ရပါတယ် Asia policy များ Asia planning များနဲ့စင်ကာပူပြင်ပမှာရှိတဲ့ဆောက်ရီ Asia နဲ့ Middle East မှာရှိတဲ့ဒီရုံးခွဲတွေရဲ့ Asia ဌာနများဖွဲ့စည်းခြင်းလူအင်အားစီစဉ်ခြင်းရုံးချုပ်ရဲ့ practice နဲ့ culture တွေကိုရင်းနှီးကျွမ်းဝင်စေရန်ဝန်ထမ်းတွေအား trainer အနေနဲ့ training ပေးခြင်းတွေကိုထက်ထက်ဝင်ဝင်လှုပ်ဆောင်ခဲ့ရပါတယ် 2013ကနေပြီးတော့2016မှာဆိုရင်တော့ဂျပန်နိုင်ငံရဲ့ public listed ဖြစ်တဲ့ HR consulting firm တစ်ခုမှာ unit head အနေနဲ့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ပြီးတော့စင်ကာပူမှာရှိတဲ့ဂျပန်ကုမ္ပဏီတချို့နဲ့ multinational company များရဲ့ recruitment များ HR policy များနဲ့ organizational development အပိုင်းတွေကို ူးဆောင်ခဲ့ရသူလည်းဖြစ်ပါတယ်။2016ကနေပြီးတော့လက်ရှိအချိန်အထိမှာဆိုရင်တော့ပြည်တွင်းလုပ်ငန်းစုကုမ္ပဏီများနဲ့အသေးစားအလက်စားကုမ္ပဏီတွေကိုဝန်ထမ်းရရဝန်ဆောင်မှုများပေးနေပါတယ်။သူမရဲ့အတ္တကအသာချက်ကတော့ပြည်တွင်းပြည်ပရဲ့ HR ကျင့်သုံးတွေကိုအကျွမ်းတဝင်ရှိပြီးတော့နီးစနစ်ရေးဆွဲအကောင့်ထည့်ဖို့လှုပ်ဆောင်ရတာကိုစိတ်နှစ်သက်သူပိုင်နိုင်သူတက်ရောက်လည်းဖြစ်ပါတယ်။ဧည့်သည်လုပ်ငန်းရှင်တွေကိုတေချာပိုင်နိုင်ပြီးတော့ကုမ္ပဏီတွေရဲ့ cultural အမျိုးမျိုးကိုလည်းကြုံတွေ့ခဲ့ရသူဖြစ်တဲ့အလျောက် ဝန်ထမ်းဖွံ့ဖြိုးမှုအတွက် training ပြင်ဆင်တဲ့အချိန်မှာဆိုရင်တော့ဒါဝန်ထမ်းများရှိတဲ့စွမ်းရည်နဲ့ကုမ္ပဏီရဲ့လိုအပ်ချက်ကိုထိမိစေတဲ့သင်ယူညွှန်းနှံ့တွေကိုရေးဆွဲနိုင်သူပို့ချနိုင်တဲ့သူတွေဖြစ်ပါတယ်မအီးငင်းငန်းကတော့ HRCI certified များရှိထားတဲ့ HR expert တယောက်လည်းဖြစ်ပါတယ်။ HR ရဲ့အခြေခံ operation ကနေပြီးတော့စတင်ခဲ့ပြီးတော့ HR business partner အနေနဲ့ strategic ဘိုင်းတွေကိုထဲထဲဝင်ဝင်လှုပ်ဆောင်နေရတဲ့သူလည်းဖြစ်ပါတယ်။ ဒီမှာဦးဆောင်ခဲ့တဲ့ project အများစုအားဆိုရင်တော့လူအင်အား300ကနေပြီးတော့1000ကျော်ထိရှိပြီးတော့ကာလအဖြစ်တစ်နှစ်ကနေ3နှစ်ရှိတဲ့ HR transformation project တွေကိုဦးဆောင်နေရတူလည်းဖြစ်ပါတယ်။ HR ရဲ့လို့သက်သက်မမတ်မရှိတဲ့ company ရဲ့အတွက်အခြေခံကောင်းပြီးတော့စနစ်တကျတဲ့ HR ဌာနတွေဖွဲ့စည်းပေးခြင်းဝင်နှန်းကောင်းတွေကိုနီးပြူဟာကြားနာသွားထိမ့်သိမ့်ပေးခြင်းထိရောက်ပြီးတော့ရေရှည်အကျိုးရှိစေတဲ့ recruitment process တွေရေးဆွဲကျင့်သုံးပေးခြင်း ဝန်ထမ်းတွေရဲ့လစာနှုန်းထားတွေကိုသက်ဆိုင်ရာ grade များနဲ့ရေးဆွဲသတ်မှတ်ခြင်း client company ရဲ့ရှေ့ဆက်မဲ့ business plan နဲ့ဒီကိန့်ညီမှုရှိတဲ့ HR plan တွေကိုရေးဆွဲခြင်းတို့ကိုဥဆောင်နေရတူလည်းဖြစ်ပါတယ်။သမိုင်းရဲ့အဓိကအားသာချက်ကတော့ HR policy တွေရေးဆွဲပြင်ဆင်ခြင်း computerized HR system တွေကို HR vendor များနဲ့ပူးတွဲ account တွေပေါ်ခြင်းနဲ့ HR auditing ကိုဒီကျွမ်းကျင်ပိုင်နိုင်သူလည်းဖြစ်ပါတယ်။ ကျမတို့ရဲ့ HR expert များရဲ့မျှဝေမဲ့အကြောင်းအရာတွေကလူကြီးမင်းတို့ရဲ့ company နဲ့ဝန်ထမ်းတွေအတွက်အကျိုးများစွာရှိစေမလို့လဲယုံကြည်ပါတယ်။၃၉ခွန်ကိုခွန်တုံများ23 33ဒါမှမဟုတ်ကျမတို့ Facebook page ရဲ့ Messenger ကိုဆက်သွယ်ပြီးတော့လဲဆက်ရင်းပေးသွင်းနိုင်ပါတယ်။တာယာသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။